တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင် channel မှာမေလ17ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့စလင်းနဲ့စင်ပြူကျောင်းအတွင်းစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုလိုက်လံတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်သေဆုံးမှုများပြားပြီးစစ်ကောင်စီတပ်သားများမြုပ်နှံထားခဲ့တဲ့စစ်သားအလောင်း၃လောင်းကိုတူးဖို့တွေ့ရှိဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် မကွေးတိုင်းစလင်းမြို့နယ်နဲ့စင်ပြူကျွန်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုလိုက်လံတိုက်ခိုက်ရမှာစစ်တပ်ဘက်မှထိကိုက်သိမ်းဆုပ်မှုများပြားပြီးစစ်ကောင်စီတပ်သားများမြုံနံထားခဲ့တဲ့စစ်သားအလောင်း၃လောင်းကိုတူးဖော်တွေ့ရှိခဲ့ကြောင်းစလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်တရင်ဌာနကိုပြောဆိုပါတယ် မေလ၄ရက်နေ့နနက်ပိုင်းမှာစင်ပြူကျွန်းမြို့နယ်နဲ့စလင်းမြို့နယ်အတွင်းအင်အား130ဝန်းကျင်နဲ့တလကျော်ကြာခြေလင်းလှည့်လည်စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာတညောင်တိုက်နယ်ဘက်ကိုစင်ပြူကျွန်းတညောင်လမ်းပိုင်းမှာစစ်ကြောင်းထိုးဝင်ရောက်လာစဉ်မှာဒေသကာကွယ်ရေးအဖွဲ့များနဲ့ထိတွေ့တိုက်ပွဲတနအီကျော်ကြာဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှအထူးအကိုက်သေဆုံးမှုများပြားခြင်းကြောင့်အကြမ်းဖက်စစ်တပ်ဘက်မှဝိုင်းတွဲလေရင်နဲ့၉ချိန်ဘုံတိ၄၈လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း အဲ့ဒီလိုဘုံကျဲတိုက်ခိုက်ပြီးနောက်အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာစင်ပြူကျွန်းတိုက်နဲ့နှွေတမဲကြေးရွာကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနေမြေရှင်းလင်းချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများမတာရုပ်အလောင်း၃လောင်းကိုတော်လန်ရေးတပ်ဖွဲ့များကတူးဖော်တွေ့ရှိခဲ့ရပြီးကောင်းမွန်စွာတကြိုပေးခဲ့ကြောင်းသိရှိရပါတယ်။အလောင်းတွေကပုတ်ပွားနေလို့အနာတော်မကန့်နိုင်ဘူး။အန်နေကြလို့ရာသီဥတုကလည်းအယံပူတယ် ဲ့ဒါကြောင့်တန်းအမြေမြုပ်ပြီးကောင်းမွန်စွာတကြိုပေးခဲ့တယ်လို့စလင်းမြုပ်နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ရင်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးအဖွဲ့စလင်းနဲ့အတူမင်းဘူးခရိုင်အမှတ်1တရင်မကွေးတိုင်း drone လက်ရုံမကွေးတိုင်းပကဖလက်ရုံတန် CGF တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။မေလ9ရက်နေ့နနက်9:30မိနစ်ခန့်ကလည်းစင်ပြူကျွန်းတိုက်နယ်နွေတမဲကြီးရွာမှထွက်လာတဲ့အကြံဖတ်စစ်ကြောင်းဟာစင်ပြူကျွန်းစလင်းလမ်းပိုင်းမှာမိုးဝွန်တရက်ချင်းကြီးရွာကိုဆက်လက်စစ်ကြောင်းထိုးလာစဉ်မှာ တော်လန်ရေးတပ်ဖွဲ့များကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီနောက်စစ်ကြောင်းဟာရွာသာကုန်းမကြီးကုန်းမြင်နာကျေးရွာများကိုထပ်မံစစ်ကြောင်းထိုးခဲ့ကြောင်းသိရှိရပါတယ်။မေလ9ရက်နေ့ည10:25မိနစ်အချိန်ခန့်မှာအကြံဖတ်စစ်ကောင်စီကင်းမုံပွိုင်နဲ့စလင်းမြို့နယ်ပကဖရဲဘော်များထိတွေ့တိုက်ပွဲမိနစ်20ခန့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးအကြံဖတ်စစ်ကောင်စီဘက်မှလက်နက်ကြီးများနဲ့ရန်တန်း၍ပြန်လည်ပစ်ခတ်မှုကြောင်းဒေသခံပြည်သူတို့လက်နက်ကြီးကြီးစားထိမှန်ကမစိုးရိမ်ရတမ်းရန်ရရှိခဲ့ကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံဆိုင်ရာကုလအထူးတန်အမတ်ဂျူလီဘစ်ရှော့ကိုမြန်မာအရက်ဖတ်အဖွဲ့၄ဘွဲ့ကကုလတမကအတွင်းရေးစစ်ဆေးရေးရုံးထံတိုင်ကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးတန်အမတ်ဂျူလီဘစ်ရှော့ရဲ့စီးပွားရေးလှုပ်ရှားမှုများနဲ့ပတ်သက်ပြီးစစ်ဆေးပေးရန်ကုလသမဂ္ဂအတွင်းရေးစစ်ဆေးရေးရုံး Office of Internet Oversight Services OIOS ထံကိုမြန်မာအရက်ဖတ်အဖွဲ့၄ဘွဲ့ကတိုင်ကြားခဲ့ကြောင်းသိရှိရပါတယ် အဆိုပါတိုင်ကြားမှုကိုမြန်မာအရက်ဖက်အဖွဲ့၄ဘွဲ့ဖြစ်တဲ့ Blood Money Campaign သွေးစွန့်ငွေဖျက်တောက်ရေး Defend Myanmar Democracy Karing Peace Support Network နဲ့ Progressive Voice တို့က Julie Bishop ရဲ့စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများကိုအမြန်ဆုံးစစ်ဆေးပေးရန်ပွင့်လင်းမြင်သာစွာစုံစမ်းစစ်ဆေးမှုပြုလုပ်ရန်ကုလသမဂ္ဂအတွင်းရေးစစ်ဆေးရေးယုံကိုတိုင်ကြားခဲ့ကြောင်းသိရှိရပါတယ်။စုံစမ်းစစ်ဆေးမှုရလဒ်များကိုမြန်မာပြည်သူလူထုထံထုတ်ပြန်ပေးရန်မြန်မာအရက်ဖက်အဖွဲ့၄ဘွဲ့ကတောင်းဆိုထားပြီး ကုလသမဂမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘီရှော့ဟာမြန်မာနဲ့ဆက်နွယ်နေတဲ့တရုတ်စီးပွားရေးလုပ်ငန်းများမှာပါဝင်ပတ်သက်နေတဲ့အတွက်ကြောင့်အကျိုးစီးပွားပရိပက္ခများရှိမရှိကုလသမဂအနေနဲ့စုံစမ်းစစ်ဆေးပေးဖို့ Justice for Myanmar GFM ကလည်းပြီးခဲ့တဲ့ match လမှာတိုက်တွန်းထားပါတယ်။ Australia နိုင်ငံသားရဲ့ဝန်ကြီးဟောင်းဖြစ်သူကုလအထူးကိုယ်စားလှယ်ဂျူလီဘီရှော့ဟာ Energy Transition Minerals ETM အပါအဝင်စီးပွားရေးလုပ်ငန်းများမှာပါဝင်ပတ်သက်ဆက်နွယ်နေပြီး EDM ကုမ္ပဏီအတွက်မဟာဗျူဟာအကြံပေးဖြစ်လဲခန့်အပ်ခံထားရကြောင်းဂျူလီဘီရှော့အနေနဲ့ယခုကဲ့သို့ခန့်အပ်ခံရမှုဟာတရုတ်နိုင်ငံပိုင်ကုမ္ပဏီများနဲ့ဆက်နွယ်နေတဲ့ Greenland Data Uranium နဲ့မြေရှားတက်တူ2.0ရေးစီမံကိန်းများအတွက်အကြံပေးရန်ဖြစ်ကြောင်း GFM ကထုတ်ပြန်ထားပါတယ်။တက်တူ2.0ရေးကဏ္ဍမှာဂျူလီဘီရှော့ရဲ့ပါဝင်ပတ်သက်မှုတရုတ်ကုမ္ပဏီများနဲ့ဆက်နွယ်နေမှုများဟာကျင့်ဝတ်ပိုင်ဆိုင်ရာစောင့်ထိန်လိုက်နာနိုင်ရန် တာဝန်ကိုအောင်မြင်စွာထမ်းဆောင်နိုင်ရန်အတွက်စိုးရိမ်ပွဲဖြစ်ကြောင်း GFM ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ EDM ကုမ္ပဏီရဲ့အကျိုးတူစီးပွားရေးပူးပေါင်းမိဖက်များဟာမြန်မာနိုင်ငံနဲ့ဆက်နွယ်မှုများရှိပြီးမြေရှားတပ်တုတူဖော်တန့်စင်ချက်လုတ်ရောင်းချသူကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Shanghai Resources Corporate ရဲ့ထုတ်ပြန်ချက်များမှာမြန်မာနိုင်ငံမှမြေရှားတပ်တုများကိုရယူနိုင်ကြောင်းဖော်ပြထားပါတယ်။ ဒါ့အပြင် Shanghai Resources နဲ့နောက်ထပ်အကျိုးတူပူးပေါင်းလုပ်ကိုင်နေတဲ့ China Communications Construction Company CCCC ကုမ္ပဏီဟာမြန်မာနိုင်ငံမှာအသက်ဝင်နေစေဖြစ်ပြီးတရုတ်မြန်မာစီးပွားရေးဇင်းကြံစီမံကိန်းနဲ့ဆက်နွယ်နေကြောင်းတရုတ်နိုင်ငံဟာလက်ရှိအာဏာသိမ်းစစ်တပ်ကိုအကြီးဆုံးစစ်လက်နက်ရောင်းချနေတဲ့နိုင်ငံတစ်ခုဖြစ်ပြီးစစ်ကောင်စီကိုလည်းအားပေးထောက်ခံလျက်ရှိကြောင်းမြန်မာစစ်အုပ်စုအတွက်တပ်တူတူဖော်ရေးကဏ္ဍများအပါအဝင်အကွန်ဝင်ငွေရင်းမြစ်များကိုလည်းပေးအပ်နေကြောင်းသိရှိရပါတယ် ကုလသမဂ္ဂအထွေထွေအတွင်ရေးမှူးအန်တိုနီယိုဂူဒရက်အနေနဲ့ဂျူလီပီရှော့ရဲ့စီးပွားရေးလုပ်ငန်းများနဲ့ပတ်သက်ပြီးအကျိုးစီးပွားပရိပခတ်များကိုစုံစမ်းစစ်ဆေးမှုတစ်ရက်မဖြစ်မနေလှုပ်ဆောင်ပေးဖို့ Justice for Myanmar ကတောင်းဆိုထားပြီးဂျူလီပီရှော့ကိုကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ်2024ခုနှစ်ဧပြီလမှာခန့်အပ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ချွင်းချက်မရှိအပြည့်ရက်ဖို့လက်မခံရင်ရုရှားရဲ့စွမ်းအင်နဲ့ဗန်လုံငန်းတွေကိုအပြင်းထန်ပိတ်ဆို့ခံရမယ့်အခြေအနေရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယူကရိန်းနိုင်ငံကီယက်မြို့မှာမေလ၁၀ရက်နေ့ကကျင်းပခဲ့တဲ့ Coalition of the Willing အဖွဲ့အစည်းအဝေးမှာဗြိတိန်ပြင်သစ်ဂျာမနီနဲ့ပိုလန်နိုင်ငံကခေါင်းဆောင်တွေကလူကိုယ်တိုင်တက်ရောက်ခဲ့ပြီးနိုင်ငံပေါင်း30ကျော်နဲ့ဥရောပသမဂ္ဂနဲ့ NATO အဖွဲ့ကခေါင်းဆောင်တွေကအွန်လိုင်းကတက်ရောက်ဆွေးနွေးခဲ့ကြကြောင်းယူကရိန်းအစိုးရကသတင်းထုတ်ပြန်ပါတယ်။ မေလ12ရက်တနင်္လာနေ့ကစပြီးအနည်းဆုံးရက်30ခြွင်းချက်မရှိအပြစ်ရက်ဆဲဖို့ရုရှားကတောင်းဆိုထားတယ်လို့တောင်းဆိုချက်ကိုညှင်းမယ်ဆိုရင်ရုရှားရဲ့စွမ်းအင်နဲ့ဗန်လုံငန်းတွေကိုပုံမပြင်းထန်တဲ့ပိတ်ဆို့အေးအေးမှုတွေလုပ်ဖို့အမေရိကန်အပါအဝင်မဟာမိတ်အားလုံးကသဘောတူထားတယ်လို့ဆိုပါတယ်ရုရှားဘက်ကညှင်းခဲ့မယ်ဆိုရင်ချက်ချင်းပိတ်ဆို့အေးအေးဖို့ပြင်ဆင်ထားပြီးဖြစ်တယ်လို့ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခွန်ကဆွေးနွေးပွဲအပြီးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်ရင်းပြင်းဒီမှာခြေတက်ပွဲလုပ်ချင်တဲ့အတွက် ပူတင်ကအပြစ်ရက်စဲရေးကြီးညာချိန်မှာဘယ်လိုကြိုတင်ကန့်သက်ချက်မှမရှိခဲ့တယ်လို့အခုရက်ပေါင်း30အပြစ်ရက်စဲရေးနဲ့ပတ်သက်လို့လည်းဘယ်လိုကြိုတင်ကန့်သက်ချက်မျိုးမှထားစရာအကြောင်းမရှိဘူးလို့ဗြိတိန်ဝန်ကြီးချုပ်ကီယက်စတာမာကဆိုပါတယ်။ဂျာမန်ဝန်ကြီးချုပ်တစ်ကတော့စစ်မှန်တဲ့ငြင်းချမ်းရေးအတွက်နောက်တဆင့်ဘာလုပ်မယ်ဆိုတာကိုရှင်းရှင်းလင်းလင်းဆွေးနွေးနိုင်ခဲ့တယ်လို့ပြောဆိုထားပြီးပိုလန်ဝန်ကြီးချုပ်ဒေါ်နယ်တက်စ်ကတော့ အခုဆွေးနွေးပွဲဆုံးဖြတ်ချက်ဟာလွတ်လပ်တဲ့ကဘာကြီးတစ်ခုလုံးကအပြောနဲ့မဟုတ်ပဲပထမဆုံးအချိန်လက်တွေ့ကျကျစီးလုံးညီညွတ်ခဲ့ကြပြီလို့ခန်းစားရကြောင်းပြောဆိုသွားပါတယ်။ထပ်မံတင်ဆက်ပေးချင်တာကတော့အပြစ်ခက်ရက်စဲရန်အိန္ဒိယနဲ့ပါကစ္စတန်သဘောတူခဲ့ကြောင်း Trump ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာချက်ချင်းလုံးဝအပြည့်အခက်ရက်စဲရန်သဘောတူထားပြီဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကမေလ၁၀ရက်နေ့မှာပြောကြားလိုက်ပါတယ် နှစ်နိုင်ငံတို့ဟာတပတ်နိုင်ငံမှာရှိတဲ့စစ်ကမ်းများကိုပြစ်ခတ်တိုက်ခိုက်မှုများနဲ့လက်တုံပြန်ပြစ်ခတ်တိုက်ခိုက်မှုများပြုလုပ်နေစဉ်ရင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။အမေရိကန်ရဲ့ဂျာဝင်စစ်ဆက်ပေးမှုနဲ့ညာလုံးပေါက်ဆွေးနွေးမှုအပြီးမှာအိန္ဒိယနဲ့ပါကစ္စတန်တို့ဟာချက်ချင်းလုံးဝအပြစ်ခတ်ရက်စဲဖို့သဘောတူခဲ့ကြောင်းကြေညာရတဲ့အပေါ်ဝမ်းမြောက်မိပါတယ်။အမျှော်အမြင်ရှိရှိလက်တွေ့ကြကြဆုံးဖြတ်ခဲ့တဲ့နှစ်နိုင်ငံစလုံးအတွက်ဂုဏ်ယူပါတယ်လို့ထရမ့်က Truth လူမှုမီဒီယာကလည်းရေးသားခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးမာကိုရူဘီယိုကလည်းအလားတူကြေညာခဲ့ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်အစိုးရတို့ဟာဂျာနီနေရာတစ်ခုမှာကြေပြန့်တဲ့ပြဿနာများနဲ့ပတ်သက်ပြီးဆွေးနွေးမှုများစတင်မှာဖြစ်ကြောင်းရူဘီယိုကဆက်လက်ပြောကြားပါတယ်။အပြစ်ခက်ရက်စေးရီဟာမေလ10ရက်ဒေတာစံတော်ချိန်ညနေ9:00မှာစတင်မှာဖြစ်ကြောင်းအိန္ဒိယနိုင်ငံသားရဲ့ဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ ိန္ဒိယဟာအကြမ်းဖက်မှုပုံစံမှန်သမျှကိုဆန့်ကျင်တဲ့အလျှော်မပေးသောခိုင်မာတဲ့ယက်တီချက်ကိုဆက်လက်ကင်ဆွဲသွားမှာဖြစ်ကြောင်းအိန္ဒိယနိုင်ငံသားရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။ပါကစ္စတန်နိုင်ငံသားရေးဝန်ကြီးအစ္စဟတာကအပြစ်ခတ်ရက်စဲကြီးဟာချက်ချင်းအသက်ဝင်မှာဖြစ်ကြောင်း X လူမှုမီဒီယာမှာအစောပိုင်းကပြောကြားခဲ့ပါတယ်။ပါကစ္စတန်ဟာမိမိတို့ရဲ့အချုပ်ချာအာဏာနဲ့နေမည်စွမှုမှုကိုအထိခိုက်မခံဘဲဒေတာတွေငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက်အစဉ်အမြဲကြိုးပမ်းလျက်ရှိပါတယ်လို့យေတာခဲ့ပါတယ် အပြစ်ခက်ရဲစဲရေးရရှိရန်တန်တမန်ရေးအကြိုးပမ်းမှုထဲမှာနိုင်ငံပေါင်း3000ကျော်ပါဝင်ကြောင်းအစ္စဟဒါက Geo News ကိုပြောကြားခဲ့ပါတယ်။အပြစ်ခက်ရဲစဲမှုရရှိရန် American ဒုတိယသမ္မတ GD Vance နဲ့နိုင်ငံသားရေးဝန်ကြီး Marco Rubio တို့ဟာအိန္ဒိယဝန်ကြီးချုပ် Narendra Modi ပါကစ္စတန်ဝန်ကြီးချုပ် Shahbaz Sharif တို့အပါအဝင်အိန္ဒိယနဲ့ပါကစ္စတန်အကြီးတန်းအရာရှိများနဲ့ဆက်ဆက်ဆွေးနွေးခဲ့ကြောင်း American နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အိန္ဒိယပိုင်ဂျမ္မူးနယ်ကက်ရှမီးယားဒေသမှာခီးသွားများကိုအကြမ်းဖက်သမားများကပစ်ခတ်မှုကြောင့်လူပေါင်း26ယောက်သေဆုံးခဲ့က18ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက်အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာအပြန်အလှန်ပစ်ခတ်မှုများစတင်ခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုများဟာစေစုနှစ်၃ခုနီးပါးအတွင်းအဆိုးရွားဆုံးဖြစ်ကြောင်းအိန္ဒိယစစ်တပ်ကပြောပါတယ်။ ပါကစ္စတန်နေဆက်ကနျူကလ িয়ার လက်နက်များကိုကြီးကြပ်ရတဲ့စစ်ဘက်နဲ့အရက်ဘတ်တာဝန်ရှိသူများတွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်းပြောကြားခဲ့တဲ့အတွက်ကြောင့်နှစ်နိုင်ငံအနေနဲ့နျူကလ িয়ার လက်နက်များအသုံးပြုလာမှာကိုစိုးရိမ်မှုများဖြစ်ပေါ်ခဲ့ပြီးတရက်အကြာမှာအဆိုပါကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်သို့သောရင်းကဲ့သို့အစည်းအဝေးမျိုးကိုစီစဉ်ခဲ့ခြင်းမရှိကြောင်းပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့ပါတယ် အပြန်အလှန်ပြစ်ခတ်မှုများအတွင်နှစ်ဖက်စလုံးမှာအရက်သားတေဆုံးမှု66ဦးထိမြင့်တက်ခဲ့ပြီးအခြေအနေများကိုတည်ငြိမ်အောင်ထိန်းသိမ်းရန်ဆန္ဒရှိကြောင်းနှစ်နိုင်ငံစလုံးမှာတာဝန်ရှိသူများကပြသခဲ့ခြင်းဖြစ်ပါတယ်။အေဒီနောင်စိုးရင်စရာဖြစ်လာရတဲ့တရုတ်တန်အမတ်ရဲ့စောင်းပါတပုတ်ဆိုတဲ့စောင်းပါရှင်ဆရာလာစိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။စစ်ကောင်းဆောင်မင်းအွန်လိုင်းနဲ့တွေ့ဆုံခဲ့တဲ့တရုတ်တံတမမှနိုင်ငံရေးအတွက်လှုပ်ရှားရှိသည့်များကိုချင်း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 နဲ့လှုပ်ဆောင်သွားဖို့တရုတ်ဝန်ထမ်းများ institution များနဲ့စီမံကိန်းများကိုထိထိရောက်ရောက်အကာအကွယ်ပေးရန်နေဆက်ဖြတ်ကျော်ရာဇဝတ်မှုများကိုလည်းပုံမိုကြိုးပမ်းတိုက်ဖြတ်သွားဖို့ပြောဆိုသွားတယ်လို့တရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနပြောခွင့်ရ Morning မှာ X မှာရေးသားလာပါတယ်။အထက်ပါစကလုံးသုံးလုံးကိုကြည့်မယ်ဆိုပါကမင်းအွန်လိုင်းပေါ်အားမလို့အားမရနဲ့စိုးရိမ်မကင်ဖြစ်နေဒီမှာပေါ်လွင်ထင်ရှားနေပြီဖြစ်ပါတယ်။ တရုတ်တန်အမတ်မာဂျာမှမြန်မာပြည်ရဲ့ငလင်ပေးအတွက်တရုတ်မှရရရရကူညီပေးခဲ့မှုများကိုမြန်မာရဲ့ Global New Light of Myanmar မှာစာမျက်နှာပြည့်ဖော်ပြရေးသားလာခဲ့ပါတယ်။ဤဒီကပင်မြန်မာပြည်သူများစိတ်ထဲမှာ၎င်းတို့အပေါ်စေတနာရှိတဲ့နိုင်ငံအဖြစ်သိမြင်လာစေရန်ကြိုးပမ်းလာခြင်းလည်းဖြစ်တဲ့အတွက်ပြည်သူများကမိတို့သဘောထားနေသည်ကိုသိရှိနေ၍တုံ့ပြန်လာခြင်းလည်းဖြစ်ပါတယ်။ အဲ့ဒီအထိပြဿနာမရှိလာသေးပေမဲ့လည်းသူမရဲ့စောင်းပါမှာတရုတ်ကုန်းမြင့်ဒေတာကြီးမှမြစ်ဖြားခံလာတဲ့အေယာဝတီမြစ်ကြီးဟာမြန်မာနိုင်ငံအလဲပိုင်းကိုဖျက်ဆီးဆီးစီးနေ၍နှစ်နိုင်ငံအကြားကာလကြာမြင့်စွာတည်ရှိထားတဲ့ချစ်ကြည်ရင်းနှီးမှုနဲ့ပေါင်းစည်းမှုကိုဖော်ကျူးနေတယ်လို့យေတာလာခြင်းကစိတ်အနှောက်အယှက်ဖြစ်စရာကောင်းလာတယ်လို့အေယာဝတီမှယခုလိုတုံ့ပြန်ချေပလာခဲ့ပါတယ်။တကယ်တမ်းမှာအေယာဝတီမြစ်ကြီးဟာတရုတ်ကုန်းမြင့်ပိုင်းမှာမြစ်ဖြားခံလာခြင်းမဟုတ်ပါဘူး။မြန်မာပြည်ပွားမြစ်ကြီးတစ်စင်းသာဖြစ်ပါတယ်။ ဤဒီကို UNESCO မှနိုင်ငံမြောက်ဘက်ပိုင်းကုန်းမြင့်ဒေသမှမြစ်ဖြားခံလာတဲ့မြစ်လက်တက်များဟာမြစ်ကြီးနားရဲ့အရှိမြောက်ဘက်မေခနဲ့မလိခအမြစ်ပေါင်းစုံရာမှအေယာဝတီမြစ်ကြီးဖြစ်စီးဆင်းလာတယ်လို့ဖော်ပြထားပြီးလည်းဖြစ်ပါတယ်။ Environmental Literacy Council မှလည်းအလားတူဖော်ပြထားပါတယ်။မေခနဲ့မလိခကို Google မြေပေါ်မှာကြည့်မယ်ဆိုရင်ကချင်ပြည်နယ်နယ်နိမိတ်အတွင်းမှာသာမြစ်ဖြားခံလာတာကိုတွေ့ရမှာဖြစ်ပါတယ်။ အေယာဝတီဟာနိုင်ငံနေနမိတ်များကိုဖျက်ဆီးစီးစင်းနေတဲ့နိုင်ငံတကာမြစ်ကြီးမဟုတ်ပါဘူးမြန်မာအမျိုးသားများပိုင်နိုင်ငံနေနမိတ်အတွင်းမွေးဖွားလာတဲ့နိုင်ငံသားစစ်စစ်မြစ်ကြီးတစင်းဆိုတာကိုနိုင်ငံတကာကကြေကြေပြန့်ပြန့်လက်ခံထားပြီးဖြစ်ပါတယ်ဒုဘာလီရဲ့အေယာဝတီမြစ်ကြီးစတင်ရာကချင်ပြည်နယ်မြောက်ပိုင်းကိုတရုတ်ပိုင်အဖြစ်မယုံမသားဆိုလိုနေခြင်းလို့ဟုအေယာဝတီမှစောင်းပါရှင်ရှန်ရင်းကမေးခွန်းထုတ်ထားပါတယ် တကဘာလုံးငန်းငန်းတက်ဖြစ်နေတဲ့ရုရှားတပ်တို့များရွှေများထွက်ရှိရာကချင်းပြည်နယ်မြောက်ပိုင်းကိုတရုတ်တို့မျက်စာပစ်လာခြင်းရဲ့ပွဲဥထွက်သွေးတို့ဆန်းလာခြင်းလောမာဂျာကကဘာကြီးဟာရာစုနှစ်တစ်ခုမှာတချိန်သာရနိုင်တဲ့အသွင်ပြောင်းလာမှုကြီးနဲ့ကြုံနေရပြီလို့လည်းရည်သားထားပါတယ်မာဂျာရဲ့စောင်းပါဟာမြန်မာရဲ့အချုပ်အချာနဲ့နယ်မြေတည်တပ်ပိုင်ခွင့်ကိုထိပါလာတဲ့အတွက်လစ်လျူရှုထား၍မဖြစ်ပဲစစ်အုပ်စုအမျိုးသားညီညွတ်ရေးအစိုးရတိုင်းရင်းသားအဖွဲ့အစည်းများကရှင်းလင်းချက်တောင်းခံရမှာဖြစ်တယ်လို့ဆိုပါတယ် ငိန်နေမည်ဆိုပါကမာကြားစောင်းပါမှတရုတ်တို့ရဲ့မူဝါဒအဖြစ်ကူးပြောင်းသွားနိုင်သည့်အဖြစ်ကိုစောင်းပါရှင်ကစိုးရင်လာ၍လည်းဖြစ်ပေမယ်။တရုတ်ဟာ9 dash line ဟုဆိုကဖိလစ်ပိုင်ကျွန်းစုအင်ဒိုနီးရှားနားအထိတောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို၎င်းတို့ပိုင်အဖြစ်ပြောဆိုထားခဲ့ပြီးလည်းဖြစ်ပါတယ်။အဲ့ဒီလိုပိုင်ဆိုင်သည့်ဆိုတဲ့အတွက်ကြောင့်နိုင်ငံတကာပင်လယ်ပြင်ဥပဒေအရသတ်မှတ်ပေးထားတဲ့ Brunei, Indonesia, Malaysia, Philippines, Taiwan, Vietnam တို့ရဲ့အထူးတည်ထက်စီးပွားရေးဇုံများကိုပေးရလက်ကမ်းပြုတ်လိုက်ခြင်းဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်ထဲမှာရှိတဲ့ကျောများဟာတရုတ်ပြည်မှာကြီးမှရှိတဲ့တောင်တန်းများပင်လယ်ထဲငုံရှိုးသွားရမှပေါ်ထွက်လာခြင်းဖြစ်တယ်လို့ဆိုကာအခိုင်အမာတက်တည်ပြနိုင်ခြင်းလည်းမရှိပါဘဲပိုင်ဆိုင်တယ်လို့ဆိုလာခြင်းပင်ဖြစ်ပါတယ်။တောင်တရုတ်ပင်လယ်မှာမြန်မာဘက်ကိုလှည့်လာခြင်းလို့ယခုအချိန်ဟာစစ်ကောင်းဆောင်များအဖို့အာမတန်မန်လျှော့လာနေပြီး၎င်းတို့အသက်ဆက်နိုင်ရေးအတွက်အချုပ်ချာအာဏာကိုရောင်းစားရန်ဝင်မလီကြတော့သည်ဆိုတာကိုလည်းသိရှိထားကြတဲ့အတွက်အခွင့်ကောင်းဟုယူဆလာနိုင်ပါတယ်။ ၎င်းတို့ကိုအလင်းအမြန်ဖယ်ရှားပစ်ချင်းသည်သာနိုင်ငံရဲ့အချုပ်အခြာအာဏာထိန်းသိမ်းကာကွယ်ရာလဲရောက်မှာဖြစ်ဒီကိုတရုတ်တန်အမတ်ရဲ့စောင်းပါမှတတိပေးလာပြီးဖြစ်ပါတယ်။ပြည်သူတို့ရဲ့တွန်းလန့်စစ်မုတ်ချအောင်ရမည်လို့ရေးသားထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြည်ပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ပါပါစေခင်ဗျာ။ပါပါစေခင်ဗျာ။